PUBG Mobile မှာ rank မြင်မြန်တက်ဖို့အတွက်ဘာတွေသိထားရမလဲပထမဦးဆုံးတော့ rank နဲ့ပတ်သက်ပြီးအခြေခံကြတဲ့အချက်တွေကိုဦးစွာပြောကြည့်ကြည့်အောင်ဗျာ PUBG Mobile မှာ rank ၁၀ဆင်းတွေးမြင်ရတာမျိုးရှိပါတယ် Bronze, Silver, Gold, Platinum, Diamond, Crown, East, East Master, East Dominator နဲ့ Conqueror rank တက်ဖို့ဆိုရင်အမှတ်လိုပါတယ်အမှတ်ရရှိဖို့ဆိုရင် survival time လို့ခေါ်တဲ့ရှင်သန်ချိန်နဲ့ kill ကိုကရန်သူဘယ်နှယောက်ရှင်လဲဒါတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်ဒီပုံမှန်မှုတီးမှတကယ်ကျွန်တော်အမှတ်ရရှိမှာဖြစ်ပါတယ် kill များပြီးမှ game ထဲမှာစောစောရှင်းခံလိုက်ရတယ်ဆိုရင်လည်းအမှတ်ကောင်းကောင်းရရှိမှာမဟုတ်ပါဘူး game ထဲမှာစောစောတော့မရှင်းခံလိုက်ရအောင်အချိန်တိ survive ဖြစ်တဲ့ဒါပေမဲ့ kill ကလုံးဝမရှိဘူးဆိုရင်လည်းအမှတ်ကောင်းကောင်းရရှိမှာမဟုတ်ပါဘူးဗျာဒီမှာချို့ survival time နဲ့ kill ကအမှတ်တက်ဖို့အတွက်တော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ်အမှတ်များများတက်လေ rank များများတက်လေပဲဖြစ်ပါတယ်နလားတစ်ချိန်စီစဉ်အစ်တက်လာတာမျိုးရှိပါတယ်အဲ့အချိန်အားလုံးရဲ့ rank rank က reset ဖြစ်သွားတာမျိုးရှိပါတယ်ကိုလက်ရှိဘယ် rank မှာရှိလဲအပေါ်မှာမူဒီမှာ gold diamond platinum တွေရောက်ကုန်တာမျိုးရှိပါတယ် conqueror ဆရာကြီးတွေကိုရှိရမယ်ဆိုရင်လည်းအဲ့အချိန်တော့ platinum ရောက်သွားတာမျိုးရှိပါတယ် ဒီမှာတကယ်ချင်းတော့ concrete တွေပါတင်ဖို့စဉ်းစားထားတာမျိုးရှိတယ်ဆိုရင် season အစမှာတင်တာအကောင်းဆုံးပဲဖြစ်ပါတယ် bowless တော့အဲ့ချင်းကြီးရမယ်ဆိုရင်ပြိုင်ဘက်တီအလောက်မရှိပါဘူးဗျာတောက်လျှောက်ကျော် rank တွေတင်သွားလို့ရတာမျိုးရှိပါတယ် player ရဲ့ဂျားမှာအမှတ်ကွာချချက်ကလည်းအလောက်မရှိပါဘူးဗျာတောက်လျှောက်ဆိုရင်မှာတကယ်ချင်းတော့ rank မြန်မြန်တက်သွားမယ်ဆိုရင်တော့အစိုးရကျတော့ concrete ရောက်ရှိသွားမှာဖြစ်ပါတယ် server မှာတကယ်ချင်းတော့အယောက်900ရတဲ့ဝင်နေဆိုရင်တော့ concrete ရောက်ရှိသွားမှာဖြစ်ပါတယ် server ကိုကြီးရမယ်ဆိုရင်တော့မြန်မာစံတော်ချိန်မနက်6:00နာရီခွဲ reset ဖြစ်တာမျိုးရှိပါတယ်ဒီမှာတကယ်ချင်းတော့ concrete ရောက်သွားပြီဆိုရင်အပျော်လွန်ပြီးမှပေါ့ဗျာဖြစ်တယ်လို့မစောလိုက်ပါနဲ့ဗျာ concrete မှာကြီးရ မယ်ဆိုရင်၅ဘွေစိုးရမှာဖြစ်ပါတယ်ဒါမှသာတကယ်ကျွန်တော်တို့နေရာဒီရဲ့ပေါ်ပြ concrete framework ရရှိမှာဖြစ်ပါတယ်ကိုကအပြိုလုံပြီးမှပေါ်ပြဖြစ်သလိုဆိုလိုက်တယ်ကိုရဲ့အမှတ်ကကျသွားတယ်ဆိုရင်တော့ concrete out တကယ်ကျွန်တော်ပြန်ပြုတ်သွားမှာဖြစ်ပါတယ်ဒီရဲ့ frame ရရှိမှာမဟုတ်ပါဘူးဗျာဒါတော့တိထားဖို့ကလည်းတော်တော်လေးကိုအရေးကြီးတာဖြစ်ပါတယ် okay ဒါတော့ကျွန်တော် rank နဲ့ပတ်သက်ပြီးမှလုံးဝအခြေခံကြတဲ့အချက်တွေကိုကျွန်တော်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်ဒါဆိုတကယ်ကျွန်တော်ပထမအဆုံးဆုံးဖြတ်ရမှာကိုက rank တင်တော့မယ်ဆိုရင်ဘယ်မှာ rank တင်မလဲဆိုတာဆုံးဖြတ်ဖို့လိုတာဖြစ်ပါတယ်တယောက်တည်းပွဲမှာတင်မလားနှစ်ယောက်ပွဲမှာတင်မလားလေးယောက်ပွဲမှာတင်မလားပေါ့ဗျာ concrete မတင်ဖြစ်တဲ့တကယ်ချင်းတွေတော်တော် ော့ပြဿနာမရှိပါဘူး team ရှိရှိမရှိရှိပေါ့ဗျာကြိုက်တဲ့နေရာမှာကျွန်တော် rank တင်လို့ရတာမျိုးရှိပါတယ်ဒီမှာတငယ်ချင်းအများစုအနေနဲ့တော့ကိုယ့်ရဲ့အဖွဲ့တငယ်ချင်းတွေရှိရှိမရှိရှိပေါ့ဗျာ၄ယောက်ပွဲမှာ rank တင်ကြမယ်ဆိုတာသိကြပါတယ် rank မြန်မြန်တက်ဖို့အတွက်အမှတ်ကောင်းကောင်းလိုတာဖြစ်ပါတယ်အမှတ်ကောင်းကောင်းရရှိဖို့အတွက်ကြီးတဲ့မြေပုံတွေပါတယ်ဆော့တယ်ဆိုရင်အမှတ်ကျော်ပူရရှိတယ်ဆိုရင်မှပြောတာမျိုးရှိပါတယ်ဟုတ်ပါတယ်အတိုင်းအတာတစ်ခုထိဒါမှန်ပါတယ်ဒါပေမဲ့လည်းကျွန်တော်အကြံပေးချင်တာတော့တငယ်ချင်းတို့အနေနဲ့ကိုဆော့တက်တဲ့မြေပုံပေါ့ဗျာကိုဘယ်မြေပုံမှာဆော့ရတာပြောလဲအမြေပုံကိုပဲဆော့ဖို့ကျွန်တော်ပြောလို့ပါတယ်နောက်ဆုံးကိုက rank တက်ချင်စုံနဲ့ကိုမချိုက်တဲ့မြေပုံပေါ့ဗျာကိုအလောက်ကြီးမဆော့ ော့ဖြစ်တဲ့မြေပေါ်ဥမှတ်ပြရမယ်ဆိုရင်မီရာမာတို့ပြပြတငယ်ချုပ်အီရန်ကလေးပါတယ်မစောတဲ့တငယ်ချင်းတွေအများကြီးရှိပါတယ်ဒီလိုမြေပေါ်မှာကိုကသွတ်ဆော့လိုက်တယ်ဆိုရင်ကိုမှဒီမြေပေါ်နဲ့ပတ်သက်ပြီးမှလည်းအလောက်အထွေးကြုံမရှိဘူး game play ကလည်းအလောက်မကောင်းဆိုရင်တငယ်ချုပ် rank မြန်မြန်တက်မှာမဟုတ်ပါဘူးဗျာနောက်တစ်ခုကပြင်းစီကလည်းကောင်းပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တငယ်ချင်းတို့အကြံပေးချင်တာတော့ကိုဘယ်မြေပေါ်မှာစောရတာပြောလဲအမြေပေါ်မှာစောဖို့ကျွန်တော်ပြောလိုပါတယ်နောက်တစ်ခုအရေးကြီးတာ event mode ကိုစောပါ event mode ကိုစောရဲဆိုရင်တော့တငယ်ချင်းတို့ရှင်တန်ခွင့်ပူရရှိမှာဖြစ်ပါတယ်ပထမတငယ်ချင်းတို့ event နေရာဆင်းလိုက်ပါအမှအတက်နိုင်ဆုံး kill လုပ်ဖို့ကြိုးစားပါရန်သူတွေ အမှကောင်းကောင်းကိလုံးနိုင်တဲ့ကိုကရှင်းခံလိုက်ရတယ်ဆိုရင်ပြဿနာမရှိပါဘူးကိလူပြီးမှတကယ်ကျွန်တော်အောက်ရောက်သွားတယ်ဆိုရင်ဒီမှာရှင်တန်ချိန်ကိုဦးစားပေးပြီးမှဆော့လို့ရတာမျိုးရှိပါတယ်ဗျဒီမှာတကယ်ကျွန်တော် event ကနေရှင်းခံလိုက်ရပြီးကိုစီမာလဲပေါ်ရတီးမနေပါတယ်ရှိရယ်စိတ်ချရတဲ့ random player တွေပါတယ်ရှိရယ်ဆိုရင်တော့ထပ်ပေါ်ပြလူစင်းများတဲ့ညာဥမာ livex ဆော့ရယ်ဆိုရင် mistain လို့နေအောင်ထပ်ပြီးစင်းလို့ရတာဖြစ်ပါတယ်အဲ့ဒီမှာလည်းတကယ်ကျွန်တော်အတိုင်းတာတစ်ခုတည်းကိလုံးလို့ရတာမျိုးရှိပါတယ်နောက်ဆုံးအမှရှင်းခံလိုက်ရတယ်ဆိုရင်ကိုအဖွဲတကယ်ကျွန်တော် recall ခေါ်ခိုင်းလို့ရတာမျိုးရှိပါတယ်ဒါပေမဲ့ပေါ်ပြ recall မခေါ်ပေးတဲ့ team နဲ့တွေ့တယ်ဆိုရင်တော့တွားရည်ဖြစ်ပါတယ် ်ဒါကြောင့်ပေါ့ဗျာကိုက random ဆိုတယ်ကိုရဲ့ random player ရဲ့အနေအထားကိုတစ်ချက်ကြည့်ပါကျော်သဘောကောင်းတဲ့ player ရဲ့အနေအထားရှိလားသဘောမကောင်းတဲ့ player ရဲ့အနေအထားရှိလားပေါ့ဗျာသဘောကောင်းတဲ့ player ဆိုရင်တော့ကိုကဒီရဲ့ပေါ့ဗျာ even ကနေတီးလို့ဆင်းလိုက်တယ်ဆိုရင်ထပ်လူဆင်းများတဲ့နေရာဆင်းလို့ရတာမျိုးရှိပါတယ်အမှလည်းကျော်ရှင်းခံလိုက်ရတယ်ဆိုရင်ဒီရဲ့ teammate တွေကို recall လုပ်ခိုင်းလို့ရတာမျိုးရှိပါတယ်နောက်ဆုံးအဲ့လို player မရှိဘူးဆိုရင်တော့ even ကနေတကယ်ကျော်ဆင်းဆင်းပြီးချင်းပေါ့ဗျာနည်းနည်း save ဆော့ဖို့ကျွန်တော်ပြောလို့ပါတယ်ဒီမှာကျော်အရေးကြီးတာတော့အစိုးပိုင်းမှာရှင်းတမ်းဖို့အရေးကြီးတာဖြစ်ပါတယ်မလိုအပ်ဖဲပဲပေါ့ဗျာစွန့်စားရင်မှကျော် fight တွေပါတယ်မယူဖို့ကျွန်တော်ပြော ောလို့ပါတယ်ဗျနောက်ဆုံးကျော်စွန့်စားဖို့လိုအပ်လာပြီဆိုရင်လည်းကိုယ့်ရဲ့ vest အနေထားတို့အုတ်ထုပ်အနေထားတို့ကြည်ပါနောက်တစ်ခုကအငွေ့ဘုံတွေလက်ပစ်ဘုံတွေကောင်းကောင်းပေါ်ပြ carry လုပ်ထားပါနောက်တစ်ခုကဘယ်တော့မှတက်ရောက်ထဲပေါ်ရမတက်ပါနဲ့ကိုယ့်ရဲ့ teammate ကို backup အနေနဲ့ခေါ်သွားပါကြည့်ကျော် game play tip တွေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကျွန်တော်တကယ်ချင်းတော့အစတုန်းကဗီဒီယိုတွေမှာလည်းဖော်ပြပေးထားတာမျိုးရှိပါတယ်တေးချားပေါ်ရစောဖို့အရေးကြီးတာဖြစ်ပါတယ်အဓိက kill လေးလုပ်ရမှာဖြစ်ပါတယ် survival time ပေါ်ပြရှင်သန်ခြင်းကလည်းအရေးကြီးတာဖြစ်ပါတယ်ဒီနှစ်ခုကတကယ်ချင်းတော့ကောင်းကောင်းလုပ်နိုင်တယ်ဆိုရင်တော့တကယ်ချင်းတော့အမှတ်များများတက်မှာဖြစ်ပါတယ်အမှတ်များများတက်လေပေါ်ပြတကယ်ချင်းတော့ rank ကလည်းမြန်မြန်တက်လေပဲ ဖြစ်ပါတယ်ဗျ။ Okay ဒါဆိုတကယ်ကျွန်တော်အနေနဲ့မြန်မြန် rank 10အောင်ဘာတွေလုပ်ရမလဲဒါနဲ့ပတ်သက်ပြီးမှကျွန်တော်ကောင်းကောင်းနားလေသဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျ။ဒီမှာတကယ်ကျွန်တော်က PUBG Mobile ဆိုလာတဲ့တက်တန်းတစ်လျှောက် rank အမြင့်ဆုံးဘလောက်ထိမှရောက်ဖူးလဲပေါ့ဗျာ။ comment မှာမျှော်ဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါဗျ။တကယ်ကျွန်အားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျ။အခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ကျွန်အားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။